ခုကျွန်တော်တို့အင်းဝါသွားနေတာပေါ့လေမင်းနူအုတ်ကြောင်းကိုသွားနေတယ်ပြီးတော့ကျွန်တော်လမ်းမှာလည်းဒီကျွန်တော်တို့မလ28နေ့ကငလင်ကြောင်းမလို့ဒီအိမ်နေပါလေမြေပြိုတဲ့ထဲပါသွားတယ်ဒီဘေးရန်ရောက်လဲဝင်မှုရှိတယ်ဒါအမြန်လဲကနေတော့သွားလို့မရဘူးကျွန်တော်တို့ဒါအဲရန်ကုန်မန်လေးလမ်းဟောင်းကနေသွားနေပါတယ်အခုတော့အဲမြင့်ငယ်ဒိုးဂိတ်ကိုကျော်လာခဲ့ပြီပေါ့ပလိတ်ဖက်ကနေသွားရပါမယ် အဲအခုကျွန်တော်တို့ပလိတ်လမ်းစုံကိုရောက်ရှိပါပြီရန်ကုန်မန်လေးလမ်းဟောင်းပလိတ်လမ်းနဲ့ဆုံတဲ့လမ်းစုံပေါ့အခုတော့ကျွန်တော်ပလိတ်ထဲကိုသွားနေပြီဒါပလိတ်ကနေမှတဆင်ကျွန်တော်တို့ဒါပေတန်းရွာကိုသွားမယ်ဒါပေတန်းရွာမှာတဆင်ကျွန်တော်တို့အင်းဝကိုသွားပါမယ်အင်းတဲ့အတိုင်းပဲကျွန်တော်တို့ဒီလမ်းအရအပြည့်ပဲကားရည်လေအမြင်လမ်းကသောသားဝတိကရာချိုးသွားတဲ့အတွက်ပလိတ်ထဲကနေပဲဖြတ်ပြီးတော့သွားနေတာလမ်းအရအပြည့်ပဲ ကျွန်တော်တို့အခုပန်းလောင်တကားကိုရောက်ရှိနေတာရှိမှများတဲ့အတိုင်းနည်းနည်းလမ်းချက်မှာကျွန်တော်ပေးဒီစလားနဲ့အစားထိုးလာတာမျိုးနေရောမြင်ရတဲ့အတိုင်းမလောင်တော့ဖြတ်ကူပြီးသွားပါပြီ ခုကျွန်တော်တို့တွေးနေရတာကတော့ဒုထောက်ဒီသားရဲ့အပြည့်အစည်အခြေခံပေါ့ဒန်းနေတော်ပြတ်သွားတာဟုတ်လေဆောင်းမြင်ရတဲ့အတိုင်းပဲဒီပါတမလာ28ရက်နေ့ကငလင်လှုပ်ခတ်ပြီးယနေ့ April 19ရက်နေ့အမြန်လမ်းပေါ်ကဒုထောက်ဒီသားအခြေအနေပေါ့ ီမှာဆိုရင်ကျွန်တော်တို့ကျွန်းဝင်ကုန်တယ်မိအောက်ထဲကိုလေဒီမှာဆိုကျွန်တော်တို့အမြန်တမ်းပခုံးထားတယ်အကောင်ဣပြီးတော့ဘေးကိုကျွန်းထွက်ကုန်ဒီမှာဆိုရင်လုံးဝ ြိုပြီးတော့လမ်းသားကအိကြသွားတဲ့အနေထားပေါ့လေ။ ာဒီမနိုင်တော့58မှာရှိရဲ့ဒုထဝတီတရာချင်းကက်လန်ရဲ့အပြည့်စီအခြေအနေပေါ့ကျွန်တော်ဒီမှာမိုင်တိုင်358မိုင်ပေါ့ဒုထဝတီတရာအခြေအနေပဲဖြစ်ပါတယ် ရှေ့မှာမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ကလုံးဝထူချာပြည့်စုံသွားတဲ့အနေအထားကိုတွေ့ရတယ်ခင်ဗျာဆိုတော့တရားရေးလေတိုင်းနေတော့ညိုင်သွားတဲ့အနေအထားတွေ့ရတယ်ဒါဟုတ်ပါမှာဆိုရင်ကျွန်တော်မြေကမ်းဘေးမှာပြိုနေတဲ့အနေအထားတွေ ီပြုံရဲ့နေထိုင်လမ်းတွေ့ပဒါတော့လုံးဝပျက်စီးနေတဲ့အချိန်ငယ်လမ်းပေါ်ကကျွန်တော်တို့ဒီဒုဋ္ဌဝတိတရားရဲ့ပျက်စီးပြိုကျနေတဲ့အခြေအနေလေးပါခင်ဗျာရေးလေတိုက်နေပါရိုင်ထွက်ကုန် တော့ကျွန်တော်တို့ဒါဒုဋ္ဌဝတိမြေပုံတွေ့နေရတာပဲဖြစ်တဲ့ခမ